ဒေနာဝိုက်ဘောင်စင်ဘက်ကိုပါနေချဲဖို့ကြံနေပြီနောက်ဆုံး update ရထားတဲ့သတင်းတွေအရာဒေနာဝိုက်တယောက်ဘောင်စင်ဖီးကိုပါခြေလန်းအစ်စ်တွေစလန်းနေပြီဗျ sorry ရဲ့နာမည်ကျော် compass sport promoter တအုပ်ဖြစ်တဲ့တူရကီအာလာရှေးနဲ့ UFC ကလက်တွဲလိုက်ပြီးအနာဂတ်မှာဘောင်စင်ပွဲတွေဖန်တီးဖို့စာချုပ်ချုပ်ဆိုလိုက်ကြောင်းကြေညာလာတယ် WWE ရဲ့ president ဖြစ်တဲ့ Nick Khan ကလည်းဘုံမှန်မှာအဖွဲ့ဝင်ဖြစ်ပါဝင်လာမှာဖြစ်ပြီးတော့အနာဂတ်မှာပြည်သက်တွေအတွက်ပို့ပြီးစိတ်ဝင်စားဖို့ကောင်းမဲ့ ဘောင်စင်တွဲဆိုင်တွေကိုဖန်တီးမယ်ဘောင်စင်လောကကိုတခစ်ပြန်လဲစမ်းသစ်ဖို့ရည်ရွယ်ထားတယ်ဆိုပြီးတော့ဒီမနက်သတင်းမှာပြောလာတယ်တူရကီအာလာရှေးကအရင်တည်းကအရေးချင်းရှိပြီးသားစပော့ပရိုမိုတာတအုပ်ဖြစ်တယ်လို့ငွေကိုရေလိုသုံးနိုင်ပါတယ်တိုင်ဆန်ဖျူရီ၊ဖရန်စစ်အန်ကာနို၊ဒမီတီဗီဗိုနဲ့အာတာဘတ်တာဘီတို့လိုပွဲတွေကိုစီစဉ်နိုင်ခဲ့တယ်။ဒါ့အပြင်တခြားနာမည်ကြီးတဲ့ဖိုက်တာတွေအကုန်လုံးရဲ့ပွဲကိုလည်းရအောင်စီစဉ်နိုင်ခဲ့တယ်။ General Entertainment Authority GEA လို့ခေါ်တဲ့ Saudi ရဲ့အားကစားဖွံ့ဖြိုးရေးကိုအဓိကလှုပ်ဆောင်နေတဲ့ group တစ်ခုရဲ့ chairman တအိုးလည်းဖြစ်ပြန်တယ်။ပရိသတ်တွေစိတ်ဝင်စားနိုင်တဲ့တွဲဆိုင်တွေကိုသူကအဓိကထားပြီးဖန်တီးတယ်။တခြား promoter တွေမလုံနိုင်လောက်တဲ့ပွဲတွေကိုတော့သူကစီစဉ်ပြနိုင်တယ်။အဲ့တော့ authority ဘိုင်းမှာရောငွေကြေးဘိုင်းမှာပါပို့ပြီးတော့အားတောင့်တင်းလာမယ်လို့ထင်တယ်။ပြီးတော့ UFC တို့ WWE တို့လိုမျိုး organization တွင်နဲ့ပါတရားဝင်လက်တွဲလုပ်ခဲ့ရမှာဆိုတော့ပြည်သက်ရဲ့တမန်ပေါ်မူတည်ပြီးတော့သူတို့အလိုက်တင်ကပြလိမ့်မယ်။တစ်ဖက်ကပြန်ကြည့်ရမယ်ဆိုရင် UFC ဘက်ကတချို့နာမည်ရပြီးသားကစားသမားတွေအတွက်ပွဲဝင်နေတဲ့ပြဿနာတွေထိုးချေးပိုင်းဆိုင်ရာပြဿနာတွေကိုလည်းအထိုက်အလျောက်ဖြေရှင်းပြီးသားဖြစ်လိမ့်မယ်လို့ထင်တယ်။ဒေနာဝိုက်နဲ့တူတကီအာလာရှေးတို့ကတိတ်မကြခင်မှာနာမည်ကြီးဘောက်စာတွေနဲ့စားကြောက်ချုပ်ဖို့ရှိတယ်။တွဲဆိုင်တွေကိုလည်းချပြရမယ်ဆိုပြီးတော့ပြောလာတယ်။ဒီ collaboration ကြီးကတကယ်ပဲပေါင်းစင်လောကကို တဆင်းထက်ပြီးတော့မြင့်တင်ပေးနိုင်မလားဘောင်စင်ပိုင်းမှာလည်းအားနှက်ချက်တွေရှိတယ်အဲ့အားနှက်ချက်တွေကိုသူတို့ကလိုအပ်တဲ့တဏှာကနေပြီးဝင်ပြီးဖြည့်ဆည်းပေးနိုင်မလားဆိုတာတော့စောင့်ကြည့်ရမှာပါဟုတ်ကဲ့ဒီနေ့ update ရတဲ့သတင်းကတော့ဒီလောက်ပါပဲဆိုတော့တကြီးတင်တဲ့ wifi ကဘောင်စင်ဘက်ကိုပါထပ်ပြီးတော့ဖြဲတော့မယ်ဆိုတဲ့သဘောပေါ့နော်စောင့်တော့ကြည့်ရပါမယ်ဟုတ်ကဲ့ကျွန်တော်ညရောတာပါ channel msn ပါတတား ဆိုရှယ်မီဒီယာပလက်ဖောင်းတွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူး။အဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ။ promo code MSN1H ကိုသုံးပါ